ဒီနေ့မှာတော့ battery player တွေအတွက်အကြိုက်တွေ့မှာသေးကြတယ် battery မှာ 120fps ဖွင့်လို့ရမယ်နည်းလမ်းလေးအပြင် fps drawer တွေမရှိဘဲနဲ့ဆော့ရတာလုံးဝ smooth နေစေမယ်နည်းလမ်းတစ်ခုကိုညွှန်ပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်အရင်တော့လည်းတင်မေးဘူးတာကြီးရှိရဆိုပေမဲ့ battery ရဲ့ 3.7f ကနေစပြီးတော့ဒီနည်းလမ်းလေးကအကောင်းဆုံးအလုပ်မလုပ်တော့ပါဘူးခင်ဗျာအခုပြောပြမယ့်နည်းလမ်းလေးကတော့ battery ကို low end device နဲ့ဆော့နေရတဲ့တချို့ကိုယ်စိုးတွေအတွက်ဆိုလို့ရှိရင်လည်းဆော့ရတာပိုပြီးအဆင်ပြေသွားသင့်မယ်နည်းလမ်းလေးပဲဖြစ်ပါတယ်ကိုယ်စိုးတွေနဲ့ဒီနည်းလမ်းလေးကိုအသုံးပြုတော့မယ်ဆိုလို့ရှိရင်တော့ရှိတဲ့ကူရဲ့ 120fps ပွင့်အောင်လုပ်ပေးမယ်တူးလေးတစ်ခုရဲ့လိုအပ်မှာဖြစ်ပါတယ်ဒီလိုအပ်တဲ့တူးနှစ်ခုကိုတော့ကျွန်တော် ော်ရဲ့ Telegram channel မှာတင်ပေးထားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ Telegram channel ကိုလည်း Telegram search bar မှာ KZNYD ဆိုပြီးတော့အဲ့လိုတကူရိုက်ရှာလိုက်လို့ရပါတယ်ခင်ဗျာနောက်ပြီးကိုယ့်သူ margin ကတော့ကျွန်တော်အနေနဲ့ gain account အယောင်းဝယ်တွေကိုလုံးဝမလုပ်ပါဘူးခင်ဗျာနောက်လည်းရောင်းဖြစ်မှာမဟုတ်ပါဘူးရောင်းနေရတွေ့ရဆိုလို့ရှိရင်တော့တေချာပေါက်လူလိမ့်မယ်ဖြစ်ပါတယ် Okay ဒီမှာဆိုလို့ရှိရင်တော့ကိုယ့်သူတွေ့ရတဲ့အတိုင်းပဲကျွန်တော်ရဲ့ phone က 120fps support လုပ်တယ်ဆိုပေမဲ့ PUBG မှာအများဆုံးက 90fps ထိပဲပွင့်ပါတယ် 90fps မှာထားတယ်ဆိုရင်တော့မှာပဲတကယ်အလုပ်လုပ်နေက 60fps ဒီပဲဖြစ်ပါတယ်အဲဒါကတော့ Xiaomi phone တွေမှာဖြစ်လိမ့်ရှိတဲ့ပြဿနာတစ်ခုပါ Okay ဒီတော့ကျွန်တော်တို့ PUBG တွေက ပြန်ထွက်လိုက်ပါမယ်။ပြင်ဆုံးကိုလိုအနေနဲ့ကိုလိုရဲ့ဖုန်းမှာ Android version က11 11ဖြစ်ဖြစ်နေမှာဆိုလို့ရှိရင်တော့ဒေကြပေါ့။စီစကူဆိုတဲ့ကောင်းလေးနဲ့တွဲသုံးပေးကိုလွယ်ပါတယ်။စီစကူ activate လုပ်နေကိုလည်းကျွန်တော်ရဲ့ channel ထဲမှာတင်ပေးထားပါတယ်။တွားကိုလေ့လာကြည့်လို့ရပါတယ်ခင်ဗျာ။ Android version 11 out တွေကတော့စီစကူမပါပဲအသုံးပြုလို့ရပါတယ်။ပြင်ဆုံး 90fps ဆိုတဲ့ app ထဲကိုဝင်လိုက်ပါမယ်။အထက်ကိုရောက်လို့စီစကူကနေ permission တောင်းလာပြီဆိုလို့ရှိရင်တော့ allow all the time ဆိုတဲ့ကောင်းလေးကိုနှိပ်ပေးလိုက်ပါ။နောက် permission တစ်ခုကိုလည်း allow လုပ်ပေးလိုက်ပါမယ်။ Android 11 out သမားတွေကတော့ fine permission တောင်းလာမှာဖြစ်ပါတယ်ခင်ဗျာ။ဒီလိုကြီးပေါ်လာပြီဆိုလို့ရှိရင်တော့တစ်ခုမှမနှိပ်ဖက်နဲ့အလွတ်တနေရာကိုထောက်ပြီးတော့ထွက် လိုက်โอเคပြီးသွားရင်တော့ကိုယ်စုကို sort ပဲ badge version ကိုရွေးပေးမယ်ဒါပြင်တော့ဒီအောက်မှာရှိရဲ 120fps ဆိုတဲ့ကောင်းလေးကိုနှိပ်ပေးလိုက်ပါခင်ဗျာ charger တစ်ခုတက်လာမှာဖြစ်ပြီးတော့ဒီလိုလေးပေါ်လာပြီဆိုလို့ရှင်တော့အဆင်ပြေတော့ပါပြီဒါပြင်ရင်တော့ဒီ app ထဲကပြန်ထွက်ပြီးတော့ဒီကောင်းလေးတွေကိုရှင်းထားလိုက်ပါအပြင်ရင်တော့ badge တွေကိုပြန်ဝင်ကြည့်လိုက်ပါမယ်ခင်ဗျာโอเค gain တွေကိုရောက်လာပြီဆိုလို့ရှင်တော့ graphic setting တွေကိုတွားကြည့်ကြည့်ပါမယ်ဒီမှာကိုယ်စုတွေ့ရမှာကတော့ရွေးချယ်စရာ option က 60fps ဒါမှမဟုတ်လို့ရှင်90 fps အထိပဲရှိပါလိမ့်မယ်ဒါပြင်မဲ့တကယ်အလုံးလုံးနေတဲ့ setting ကတော့120 fps အထိပဲဖြစ်ပါတယ်ခင်ဗျာဒီတော့ကိုယ်စုတွေနဲ့ဒီထက်မှာထပ်ပြီးရွေးစရာမလိုဘူး120 FVS ကရနေပါပြီခင်ဗျာအဲဒါပေမဲ့တခုရှိတာ120 FVS တာရတာတကယ်လို့လို့တာကတော့ 70FVS ပဲဖြစ်နေပါသေးတယ်ကျွန်တော်တို့ဘက်ဂျီရဲ့ပြန်ထွက်ပြီးတော့ 120FVS ဆိုတဲ့ app ထဲကိုဝင်လိုက်ပါမယ်ခင်ဗျာပါမရှင်တောင်းလာပြီဆိုလို့ရှိရင် allow လုပ်ပေးလိုက် okay ဒီနေရာကိုရောက်လာပြီဆိုလို့ရှိရင်တော့ကိုလိုအနေနဲ့ရွေးချယ်စရာလေးမျိုးတွေ့ရပါလိမ့်မယ်အကယ်၍ကိုလိုရဲ့ phone က android version 11 out ဆိုလို့ရှိရင်တော့ဒီအောက်မှာရှိတဲ့နှစ်ခုရဲ့တစ်ခုကို find permission ပေးပြီးတော့ဆက်သွားလို့ရပါတယ် android 11နဲ့အထက်သမားတွေကတော့ရှီစကူနယ်ပဲအဆင်ပြေပါလိမ့်မယ်ခင်ဗျာ okay အိုက်ကောင်လေးကိုရွေးပေးလိုက်ရှီစကူ permission တောင်းလာပြီဆိုလို့ရှိရင် allow all the time ဆိုတဲ့ကောင်လေးကိုနှိပ်လိုက်ပါခင်ဗျာအထက်ကိုရောက်လာလို့ဒီ ီလိုကြီးပေါ်လာပြီဆိုလို့ရှင်မနှိပ်ပဲပြန်ထွက်လာဒီကောင်းလေးကတော့ပက်ကြီးမှာမဟုတ်ဘူး Go Vlogs Mobile Legend လို့လို့ကောင်းနေတဲ့အတွက်လည်းအသုံးပြုလို့ရပါတယ်တကယ်လည်းအလုပ်လုပ်ပါတယ်ခင်ဗျာ Okay ဒီတဲ့အပက်ကြီးကိုနှိပ်လိုက်မယ်ပြီးရင်ကိုယ်သူ sort ရဲ့ဘာရှင်ကိုဆက်ရေးပေးလိုက်ဒီမြောက်ရောက်လာပြီဆိုလို့ရှင်တော့အောက်ဆုံးမှာရှိရဲ Android 120 FPS ဆိုတဲ့ကောင်းလေးကိုနှိပ်လိုက်ပါကြော်ရလေးတစ်ခုတက်လာမှာဖြစ်ပြီးတော့ပြီးအောင်ကြည့်ပေးလိုက်ပါခင်ဗျာအဲဒါဆိုလို့ရှင်တော့လုံပြရမယ့်အဆင့်လေးတွေကပြီးသွားပါပြီဒီကောင်းလေးအကုန်လုံးကိုရှင်းထားပြီးတော့ပက်ကြီးတွေကိုပြန်ဝင်ကြည့်လိုက်ပါခင်ဗျာအဲဒီမှာဆိုလို့ရှင်ကိုယ်သူမြင်ရတဲ့အတိုင်းပဲပက်ကြီးရဲ့မှာအစားတော့လို 60fps မဟုတ်ဖက်နဲ့ 120fps အလုံးလုံးနေပါပြီ ဂိမ်းနောက်ရောက်သွားပြီဆိုလို့ရှင်လဲ graphic setting နဲ့မှာဘာမှထပ်ပြောင်းစရာမလိုပဲနဲ့ 120fps နဲ့ဆော့လို့ရပါတယ်ခင်ဗျာဗီဒီယိုထဲမှာတော့တိတ်တိတ်တာမှမထင်ဘူးကျွန်တော်မြင်ရတဲ့ 120fps ရဲ့ feeling ကတကယ်ကိုစောင်းဝဲမိုက်ပါတယ်ဒီကောင်လေးကကိုဖုန်းမှာအများဆုံးရတဲ့ fps ကို stable ဖြစ်အောင်ဂူညီပေးတာဖြစ်လို့ low end device တမားတွေသုံးမယ်ဆိုလို့ရှင်လဲ current တက်ဆော့တာပို့ပြီးတော့စမှုဖြစ်နေမှာသိကြပါတယ်ကိုဖုန်းရဲ့ performance အပြည့်ရအောင်လှူထားတာဖြစ်လို့ပုံမှန်ဖြစ်စားလို့ရှင်လဲပုံနေပါလိမ့်မယ်ခင်ဗျာကိုစီဖန်ကောင်းကောင်းလေးနဲ့ဆိုလို့ရှင်တော့ okay ပါတယ်အကယ်၍ကိုလိုအနေနဲ့ 120fps ကိုမသုံးချင်တော့ဘူးပြန်ဖြုတ်ချင်တယ်ဆိုလို့ရှင်တော့ဒီ 120fps ဆိုတဲ့ ဲ့ app ထဲကိုပြောင်းဝင်လိုက်ပြီးတော့ရင်ဒီဘက်ကပြန်ထားတဲ့ကောင်းလေးကိုနှိပ်လိုက်မယ်အဲဒါပြီးရင်တော့ဒီအောက်ကကောင်းလေးကိုဆက်နှိပ်ပြလိုက်ပါပြီးတော့ရင်တော့ remove ဆိုတဲ့ကောင်းလေးကိုနှိပ်ပြလိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့ app yes ကအပြည့်မဟုတ်တော့ဘဲနဲ့ပုံမှန်အတိုင်းပြန်ချသွားတော့မှာဖြစ်ပါတယ်ခင်ဗျာကဲဒီတော့ဆိုလို့ရှိရင်တော့ကိုယ်သူအနေနဲ့ one twenty fps လေးနဲ့အတူ single ကောင်းလေးလုံးလို့ရပါပြီအဲကျွန်တော်ကိုယ်တိုင်လည်းတေချာလေး 3gb မှာတင်ပေးတာဖြစ်လို့ကိုယ်သူအတွက်လည်းအဆင်ပြေကြလိမ့်မယ်လို့ထင်မိပါတယ်ဒီနေ့ video လေးကတော့ဒီလောက်ပါပဲခင်ဗျာနောက်လည်းကျွန်တော်ရဲ့ channel လေးမှာ game နဲ့ပတ်သက်ပြီးအသုံးဝင်မဲ့ tool လေးတွေနဲ့ game star လေးတွေအကြောင်းကိုအမြဲတမ်းတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ channel လေးကို subscribe လုပ်ထားပြီးတော့စောင့်ကြည့်နိုင်ပါတယ်ဖြစ်ပါတယ် video လေးကိုအဆုံးထိကြည့်ရှု ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံးဖြတ်ကြမယ်ခင်ဗျ